အနာသိန်းစစ်ကောင်စီကိုနိုင်ငံတကာရာဇဝတ်မှုကျူးလွန်နေမှုတွေအတွက်တရားစွဲဆိုအရေးယူနိုင်ရေးကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။တန်ကိုရီးယားနိုင်ငံမှာ NUG လူ့အခွင့်အရေးဝန်ကြီးဦးအောင်မျိုးမင်းဦးဆောင်ဖွဲ့နဲ့ကုလသမဂ္ဂအထူးကိုယ်စားလှယ်လည်းဖြစ်မြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SACM အဖွဲ့ဝင်မစ္စစ်စီယန်ဟီလီတို့ဟာ မေလ14ရက်ကတွေ့ဆုံခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲဒီတွေ့ဆုံမှုမှာစစ်ကောင်စီရဲ့နိုင်ငံတကာရာဇဝတ်မှုကျူးလွန်နေမှုတွေကိုနိုင်ငံတကာခုံရုံးတွေနဲ့တောင်ကိုရီးယားနိုင်ငံမှာတရားစွဲဆိုအရေးယူနိုင်ရေးဆွေးနွေးခဲ့ကြတယ်လို့ NUG လူ့ခွင့်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။အလားတူ NUG လူ့ခွင့်ရေးဝန်ကြီးဦးအောင်မျိုးမင်းကလည်းနိုင်ငံတကာနဲ့ကိုရီးယားနိုင်ငံအပါအဝင် နိုင်ငံအလိုက်တရားစွဲဆိုအေးအေးယူဆောင်ရွက်မှုလမ်းကြောင်းတွေကိုဆွေးနွေးဖြစ်တယ်လို့၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာ Facebook မှာရေးသားထားပါတယ်နိုင်ငံဒီမှာကျွန်တော်တို့ဒီနိုင်ငံတကာရာဇဝတ်မှုကျူးလွန်တဲ့သူတွေကိုအေးအေးယူနိုင်တဲ့လှုပ်ထုပ်လုပ်နည်းတစ်ခုရှိပါတယ် Universal Jurisdiction ဒါအဲ့ဒီတရားစွဲဆိုနေတဲ့ကိစ္စဥပမာမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ အာဂျင်တီးနားတို့တူရကီတို့စတဲ့နိုင်ငံတွေမှာစတင်ပြီးတော့တရားစွဲတဲ့ဟာမျိုးပေါ့နော်အဲဒီနိုင်ငံတော်ခုံရိုးနေမှာစွဲတဲ့ဟာမျိုးရှိပါတယ်အဲ့တော့ကိုရီးယားနိုင်ငံမှာလည်းဒီလိုမျိုးတရားစွဲဆိုနိုင်မှုလမ်းကြောင်းတွေကိုလမ်းကြောင်းကရှိပြီးသားပါဒါပေမဲ့အဲ့ဒီရှိပြီးသားလမ်းကြောင်းကိုနိုင်ငံရေးတာဝန်ရှိတဲ့အစိုးရလွှတ်တော်ဒါတွေမကဘဲနဲ့သူ့ရဲ့တရားစီရင်မှု တရားရုံးချုပ်ကနေဒါကိုလက်ခံနိုင်မယ့်အရာမျိုးတွေ ဖြစ်လာဖို့အချိန်နှမရင်လိုအပ်တဲ့လှုပ်ထုံးလုံးကြီးရလိုအပ်တဲ့အာတတ်မှတ်ချက်တွေတရားဆွဲဆူရမယ့်လမ်းကြောင်းတွေနိလန့်မှန်ဖို့အတွက်ဆွေးနွေးခဲ့တာပါနိုင်ငံတကာရာဇဝတ်မှုကျူးလွန်နေမှုတွေအတွက်စစ်ကောင်စီကိုတရားစွဲဆိုအရေးယူနိုင်ရေးဆွေးနွေးပွဲကို မြို့သားညညရေးဆိုရ NUG ရဲ့တောင်ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဥယျာဉ်နိုင်ထွန်းတောင်ကိုရီးယားနိုင်ငံရှိရှိနေရင်းနဲ့အရက်ဖက်အဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေလည်းပါဝင် တက်ရောက်ခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီအထဲမှာတရုတ်နိုင်ငံကစစ်ကောင်စီကိုကြောရောင်နောက်ခံပြုပြီးတစ်ဖက်ကိုဖိအားပေးတာပြင်တိုက်လေရင်တွေထောက်ပံ့ပေးတာကြောင့်အဲ့ဒီတိုက်လေရင်တွေနဲ့မြန်မာနိုင်ငံတဝန်းလုံးကိုမယံမနာလေကြောင်းကနေတိုက်ခိုက်နေတယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်ရက်ဆက်ကြမ်းကြုတ်တဲ့စစ်ကောင်စီအတွက်တရုတ်နိုင်ငံရဲ့စီးရေးအထောက်ပံ့ပေးနေမှုနဲ့မြန်မာနိုင်ငံအတွင်းမျက်နှာပြောင်တိုက်ဂျောင်းဝင်ဆွတ်ဖက်နေမှုမှာလွဲမှားစွာလောင်းကျေးထက်ခြင်းဖြစ်ပြီး စစ်ကောင်စီကိုကဲတင်နိုင်မှာမဟုတ်ဘူးလို့ဆိုပါရယ်